โอเคပါကျွန်တော်တို့နောက်ထပ် MLL League Semi Final ပွဲစဉ်တစ်ပွဲဖြစ်တယ်။ဒါ Shanghai United အတင်းနဲ့ AR United အတင်းတို့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်ကတော့ကျွန်တော်တို့6လပိုင်း24ရက်နေ့ညနေ3:00ခွဲ3:00ခွဲမှာရှင်းပြကြမှာဖြစ်ပါတယ်။ဒီပွဲစဉ်ကို ဝေဇဟူပေါ့နော်ကုကုမေးအောင်သုံးတော့ပြပါဦးဟုတ်ကဲ့ပါဒါရှိုင်းနေတဲ့တင်နဲ့အယောင်နေတဲ့တင်တော့ဒါကျွန်လ24ရက်နေ့ညနေ3နာရီခွဲအချိန်မှာဒါသူနာကွယ်မှာရှင်မြန်ကစားသောမှာဖြစ်တဲ့ဒီပွဲစဉ်ကတော့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ควอတာဖန်နဲ့ပွဲစဉ်မှာရှိုင်းနေတဲ့တင်ကဒါမြောက်ဒီတင်ကို2ခုပြအနိုင်ရခဲ့ပြီးတော့ကြတော့အယောင်ဝင်နေတဲ့တင်ကလည်းပဲဒါရခိုင်ယူနေတဲ့တင်ကို3ခုပြအနိုင်ရခဲ့တဲ့ပြောချင်တာတော့နေ့တင်စလုံးကဒီควอတာဖန်နဲ့အဆင့်မှာဆိုလို့ရှိရင်တော့ဒါကိုပြရက်လက်တင်နဲ့ပေးခိုးမဲ့နိုင်ပွဲတွေကိုသူတို့တွေနဲ့ဖော်ဆောင်ခဲ့တာပြီးတော့တွေ့ရတယ်ချမ်းကဒီမြောက်ဒီနဲ့တင်နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့သူတို့တွေနဲ့ဟိုအနိုင်တော့ရအနိုင်ရလိုက်တော့ရခဲ့တယ်သို့တော်ညာလည်းပဲ ဲသူတို့သင်ရဲ့ကစားပုံကနည်းနည်းတော့တိတ်ပြီးတော့ကြာအတက်တည်ရောအခွင့်အရေးစိုက်ထုတ်မှုအများကြီးတော့တိတ်ပြီးတော့မတွေ့ကြရဘူးဒါပေမဲ့လည်းနိုင်ပွဲတစ်ပွဲကိုသူတို့လိုချင်တဲ့နိုင်ပွဲတစ်ပွဲကိုတော့ပေါ်ဆောင်နိုင်ခဲ့တာတော့တွားပြီးတွေ့ရတယ်။အေယောင်နေတဲ့တင်ကတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီအဆင့်ကိုအေယောင်နေတဲ့တင်ရောက်လာတာကိုဒါ အများစုကတော့မျောလင်းထားကြမယ်လို့ကျွန်တော်အနေနဲ့မထင်မိဘူးပေါ့နော်ဒါပေမဲ့လည်း AI ဝင်တဲ့အသင်ကဒါသူ့အနေနဲ့သူ့အလုပ်ကိုအကောင်းဆုံးလုပ်ပြပြီးတော့ကြဒီအဆင့်ထိတက်လန်းလာနိုင်ခဲ့ပြီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါဒါရခိုင်ရတဲ့အသင်လို့ဒါ FIFA player တွေရောဒီပြီးရင်ဒါ local အစုအဖွဲ့တွေရောဟိုကစားသမားတွေရှိတဲ့အသင်ကိုသူတို့အနေနဲ့၃ခုပြဆိုတဲ့ရလန်နဲ့ဒါအနံ့ရခဲ့တာတွေ့ရတယ်ပေါ့နော် AR ရထက်သင်ကပြီးခဲ့တဲ့ပွဲစဉ်မှာဘာသာပြီးတွေ့ရလဲဆိုလို့ရှိရင်သူ့အနေနဲ့လူထုတ်ပုံလဲမှန်ကန်တာတွေ့ရတယ်ပြီးလို့ရှိရင်ဒါမင်းနဲ့60ကျော်နောက်ပိုင်းမှာဒါလူစားလဲမှုတွေလဲသူ့အနေနဲ့နီးပြချုပ်အနေနဲ့မှန်ကန်တာလဲသူကတွေ့ရတယ်ပေါ့နော်ပွဲကိုနီးပြီးတော့ပြောင်းလဲမှုတွေလဲပြုတ်လုံးနိုင်ခဲ့တယ်အဲ့ဒီကနေပြီးတော့ကျတော့ဒီလူစားလဲမှုတွေကနေပြီးတော့သူ့အနေနဲ့ဒါဂိုးတွေလဲရခဲ့တယ်ကန်စစ်ပန်းရလဲဒါပေးဂိုးတွေလဲခွင့်ပြုခဲ့ရခြင်းမရှိဘူးပေါ့နော်ဒီ AR ရထက်အသင်းအနေနဲ့ဒီလာမယ့်ပွဲစဉ်မှာဆိုလို့ရှိရင်တော့သူတို့အသင်းခွင့်လဲရဒီဒီဟာတို့ရဲရဲပြူတို့ဦးဆောင်တဲ့ခွင့်လဲရဒီ ရှမ်းယူနေတဲ့အသင်းကိုပေါ့နော်အာသာဒီရယူနိုင်မှာမလားဆိုတော့စောင့်ကြည့်ရမယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒါရှမ်းယူနေတဲ့အသင်းကပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဒီမဆာဂီကိုအနာပေးပြီးတော့ကြတော့ဒီထုတ်တုံးခဲ့တာမတွေ့ရဘူးပေါ့နော်။အာပွင့်လေပိုင်းရောဒီကစားသမားအင်ယာစုပွဲမှုပိုင်းမှာတော့ဒါရှမ်းယူနေတဲ့အသင်းကအတော်လေးတာတာတွေ့ရတယ်။နောက်တစ်ခုကဒါလည်းပြီးပပလေယာတွေအင်အားမှာဆိုလို့ရှိရင်လည်းရှမ်းယူနေတဲ့အသင်းကတာတာတွေ့ရတယ်။ဘာပဲပြောပြောဒီအယောက်ျားနေတဲ့အသင်းကပြီးခဲ့တဲ့ အဲပွဲစဉ်မှာဆိုလို့ရှိရင်လည်းအကောင်းဆုံးပြန်ပြအသင်းကိုဖျက်ချော်နိုင်ခဲ့တဲ့နီဒူအခုချိန်မှာဆိုလို့ရှိရင်လည်းဒါစီမီဖိုင်နယ်ရောက်ရှိလာပြီဆိုတဲ့အခါကျတော့ဒီနောက်တစ်ဆင့်ကိုဖိုင်နယ်ကိုတက်ရောက်ခွင့်ရဖို့တော့တို့အနေနဲ့ဘာမှစိုးပေးဆက်ပြီးတော့ကစားသွားမယ်ဆိုတဲ့အနေအထားတစ်ခုရှိတယ်။လက်ရှိမှာလည်းဒီအသင်းရဲ့အားလုံးအနေနဲ့တို့အနေနဲ့ပြင်ဆင်ထားပြီးဆိုတဲ့အနေအထားတစ်ခုကိုယုံကြည်ရတယ်။ဒီပွဲစဉ်ကလည်းဘာပဲဖြစ်ပေါ်နဲ့အသင်းစလုံးကကြည့်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ချင်တယ်။အခုတော့ကြာနေတဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့ဆွေးနွေးသုံးသပ်ပြပါအောင်မြန်။ကျန်တာကျွန်တော်တို့မြောက်ရီကိုကစားခဲ့တဲ့ပုံစံမျိုးနဲ့ဒါ ERD ကိုယော်ရီယော်ရီရင်ဆိုင်မဲ့ဟိတ်ဆိုရင်တော့ဟုတ်ကဲ့ပါ။ကဲကဲဖြစ်သွားနေ င်တယ်လို့ထင်တယ်ပေါ့နော်ဒါရှမ်းကပြည်ရင်းတီဗာကစားသမားအင်အားတားတယ်ဆိုပေမဲ့ ARD ကို short တွက်လို့မရဘူး ARD ကကျွန်တော်တို့ ARD ရဲ့ဒီဖြတ်တန်းခဲ့တဲ့အုပ်စုတွင်းနဲ့ဒီ quarter final ကိုကြည့်မယ်ဟဲ့ဆိုရင်အုပ်စုတွင်းက quarter final ပါပါပြီးခုတစ်ခုပဲရှိတယ်ပေါ့နော်ဟုတ်ပါတယ်အဲ့တော့အာ ARD ကခန်းစစ်ကောင်းတယ်ဆိုတာကိုရှမ်းနေနဲ့မမေ့သေးဘူးပေါ့နော်နောက်ပြီးတော့ခန်းစစ်အားဖြင့်ကစားလာမဲ့ ARD ကိုရှမ်းကဘယ်လိုကိုးရအောင်လုပ်မလဲပေါ့နော်အဲ့အဲ့ဒီချက်လေးစဉ်းစားရတယ် ရှာနေပတ်သက်ပြီးတော့အများကြီးပြောစရာမရှိဘူးဆက်ဆက်ရအများကြီးရဆိုတာအာကျွန်တော်တို့အားလုံးသိရပါတော့ကျွန်တော်စိတ်ဝင်စားမိတာပို့ပြီးစိတ်ဝင်စားမိတာ AR တွေပေါ့နော် AR တွေကတော့ဒါရှမ်းထက်ဆိုင်ကစားသမားတွေကမတောင့်တင်းဘူးကိုသူကစားမဲ့အတင်းကလက်ရှိချန်ပီယံလည်းဖြစ်တယ် AR ထက်ဆိုင်အဆဆရရတာတဲ့ပြည်ရင်းပြပเนาะဆဆရရတာတဲ့အတင်းတစင်းဖြစ်တယ်ပေါ့နော်အဲ့လိုအတင်းမျိုးကိုဒီပြအုပ်ချင်းနိုင်တယ်ဘလို့ရင်ဆိုင်လဲပေါ့နော်အဲကျွန်တော်အနေနဲ့အဲ့ဒါလေးတော့တော်တော်လေးကိုစိတ်ဝင်စားမိတယ်ဒါပေမဲ့လည်း AR အတင်းရဲ့လက်ရှိအနေအထားကိုကြည့်မယ်ဆိုရင်အတင်းလိုက်စူးစိမှုလေးလည်းကောင်းတယ်နားလည်မှုလေး လေးလေးကောင်းတယ်အထူးသဖြင့်ကြံ့ခိုင်မှုကောင်းတာလည်းကျွန်တော်တို့မြင်ရတယ်ပေါ့နော်အရှိအရှိပွဲတွေမှာမြင်ခဲ့ရတယ်ပေါ့နော်ဒီပြောက်ဦးချင်းနိုင်နေနဲ့လည်းအချင်းတို့အတွင်းမှာသူကပ် ARU ကင်တွေ့ခဲ့ရပြီးတော့ဒီအချင်းတို့အတွင်းကစားရတဲ့ဒီဟိုဟာဒီကပ်မှာလည်းဆီမီဖိုင်နယ်ထိရောက်အောင်အတွင်းကိုဆွဲတင်ပေးနိုင်တယ်ပေါ့နော်အခုဒီဒီချိန်မှာလည်းကိုထက်အဆောက်အအုံတာတဲ့ဒီချမ်းကိုဘယ်လိုရင်ဆိုင်မလဲပေါ့နော် ARU အနေနဲ့ကျွန်တော်အနေနဲ့ဟိုအကြံပေးတာပေါ့နော်ဒါဒါလည်းဒီအကြံကလုတ်ပြီးရင်လည်းလုတ်ပြီးသွားလောက်ပြီးဖြစ်မှာပေါ့နော် အုပ်စုတွင်းမှာဒါရှမ်းအခက်တွေ့ခဲ့တဲ့ပွဲတွေကိုပြန်ပြီးလေ့လာစေချင်တယ်ရှမ်းတက်ကတူတင်းတဲ့ကစားတဲ့အချိန်မှာလည်းခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရတယ်ရှမ်းနဲ့တစ္ဆာအမန်နဲ့ကစားတဲ့ပွဲမှာဆိုရင်တစ္ဆာအမန်ကတော့ဥဆောင်ကူရသွားရပါတော့ရှမ်းအခက်တွေ့ခဲ့တဲ့ပွဲတွေပေါ့နော်ဒီပွဲတွေကိုအခက်ခက်လေ့လာမယ်လေ့လာတဲ့တယ်လို့ကျွန်တော်အနေနဲ့အချက်ပြုတ်ကျင်တယ်လေးလေးလေ့လာလောက်ပြီလို့ကျွန်တော်အနေနဲ့ထင်ပါတယ်ဒါကတော့ ERI ဘက်ကကျွန်တော်အနေနဲ့ဒါအချက်ပြုတ်ပြောတာပေါ့နော်အဲ့တော့ဟိုစောနဟိုအချင်းချုပ်ပြန်ချုပ်အောင်ဟေ့ဆိုရင်ဟိုအစစရရအင်အားကြီးရဲ့ရှမ်းကို ဒါအင်အားငယ်တဲ့ AR ဘယ်လိုရင်ဆိုင်မလဲဒီပြောက်ဦးချစ်နိုင်တဲ့ရှမ်းကိုဘယ်လိုရင်ဆိုင်မလဲပေါ့နော်ဒါလေးပဲကြောင့်နေနဲ့စိတ်ဝင်စားမိတယ်ဒီပွဲအောင်မထင်မှတ်တာတွေဒီပရိသတ်တွေအတွက်မထင်မှတ်တာတွေထပ်ဖြစ်လာနိုင်အောင်မလားပေါ့နော်အဲ့ဒါလေးလက်ချက်ဒါပရိသတ်တွေနဲ့တူကျွန်တော်တို့လည်းဆက်လက်ဆောင်ရှိချင်ပါတယ်ဗျဟုတ်ကဲ့ပါ